၊နှွေ၊မိုး၊ဆောင်းဆိုတဲ့ရာသီသုံးလီအချိန်ချင်းပြောင်းလဲလို့ကာလတွေကြာသွားပြီဆိုတော့လေတီးပင်ကြီးဟာငယ်စဉ်ကလိုအခက်နဲ့အရွက်တွေငွေစာနိုင်တော့ပါဘူးဆေးရဆိုတဲ့ပုံမင်းချင်းသဘောအရာတစ်6ပင်ပုဒ်တံကိုဥပြောင်းတော့မဲ့အလားပါပဲဘာပဲပြောပြော မိတ်ဆွေငတ်မောနေရှာတဲ့တီးပင်ကြီးကတော့တန်ရုံးစဉ်ဖြစ်ခဲ့ရတဲ့လူငယ်လေးကိုတတိယရှိနေတာပေါ့ကွယ်อืม ငါကတော့တတိတာရှိနေလိုက်ရတာ မင်းကတော့တတိယမှရပါမလားလီကိစ္စမရှိပါဘူးကွာမင်းဘဝမင်းရဲ့အခြေအနေကောင်းစားနေမယ်အစ်စ်ပြီးနေမယ်ဆိုရင်ဝမ်းမြောက်ဝမ်းသာဖြစ်ရမှာပါဘာပဲဖြစ်ဖြစ်လီအတက်ကြီးတယ်ပဲပြောမလားဒီလောကကြီးကကွဲပြောက်သွားမှခင်မှာတော့မင်းနဲ့တစ်ချိန်တစ်ခါလောက်ပြန်ဆုံကျင်သေးတယ်ကွာဘာရဲမှတော့မဟုတ်ပါဘူးနှုံဆက်သွားခြင်းလိုပါ အဲလိုစန္ဒန်တတဖြစ်နေတော့ပါပဲဘွားကနေဆိုလို့သူ့ရှိကိုလူငယ်တယောက်ရောက်လာခဲ့ပါတယ်မင်းပြန်ရောက်လာပြီပြန်ရောက်လာပြီဝမ်းသာလိုက်တာကွာဝမ်းသာလိုက်တာဒီကနေ့မှမင်းကိုခါတိုင်းလေးကိုထဲထူးထူးခဲခဲတရီရနေတာမင်းငတ်စီရောက်မလာတာ အတော်ကြာခဲ့ပြီပဲမင်းကောင်းမလေးနဲ့ရောအဆင်ပြေလားအဆင်ပြေတယ်လို့သူနဲ့ကျွန်တော်အိမ်တောင်ရထားကြခဲ့ပြီတရက်ပင်ကြီးရဲ့ဟေးကောင်းတာကွာ ဒါမင်းတို့နှစ်ယောက်ဖူးစာမှန်းလို့အီဂန်ပေါင်းဖက်ကြရတာပဲဒါထက်လက်ထဲမှာလဲပဇုတွေလွားတွေကျိုးကြွေတွေနဲ့อืมပြောရမှာတော့အာနာတဲ့တရေပင်ကြီးရဲ့ခုကျွန်တော်တို့လေမယားအိမ်ခွဲပြီးဆောက်ဖို့ရာတစ်ခုထွက်လာတာပဲဒါဆိုရှစ်ဆက်မသွားပါနဲ့တော့ကွာပင်ပန်းပါတယ်ငါ့ကိုပဲခုတ်ယူသွားပါအနက်အနက်လလထစ်တီလာတဲ့ငါ့ရဲ့ပင်စီ အသားဟာကျစ်လက်ပါတယ် ပင်စီကိုခွဲစိတ်တွေဆောက်ပေါ့အကိုက်အခက်တွေကတော့ထင်းအထည်အတုံးခွင့်ပါပါဟုတ်ပြီဒါဆိုခုတ်မယ်နော်ခုတ်ပါကွာခုတ်ပါငါကမင်းကိုအတီးတွေမပေးတိုင်းနေတာကိုပဲစိတ်မကောင်းဖြစ်နေတာကဲကဲခုတ်ပြတော့အဲ့ဒါနဲ့လူငယ်လေးဟာပစိနဲ့ဂိုင်းဖြာဂိုင်းသားတွေကိုခုတ်ထည့်ပြီးပင်စီရဲ့အောက်ခြေနားကိုတော့လွှတ်နဲ့ဖြတ်လိုက်ပါတယ်တိတ်မကြခင်မှာတော့တီးပင်အိုကြီးလဲမဟုတ်သူဘွားကိုရောက်သွားတာပေါ့ကွယ် အဲ့ဒီချိန်မှာပဲလူငယ်ရဲ့အတွေ့အထဲမှာတေးပင်ကြီးရဲ့မေတ္တာစေတနာပုံရိပ်တွေဟာတစ်ဖြတ်ဖြတ်ပေါ်လာခဲ့ပါတယ်။သူ့အပေါ်အပေးတာရှိခဲ့ပြီးသူ့စီကဘာတစ်ခုမှအယူမရှိခဲ့တဲ့စုံရီလိုမေတ္တာထားတဲ့အပေါ်တွေးပြီးမျက်ရည်တွေစီးကြလာပါတော့တယ်။ဝမ်းနဲ့မနေပါနဲ့ကွာ။မင်းလည်းမကြခင်မိဘနေရာရောက်တော့မှာပဲ။ဒီလိုခါမျိုးမှာငါ့လိုစိတ်တမျိုးထားနိုင်ပါစီ။ငါမရှိတော့ပဲတစ်ခါတစ်ခေါက်တိနားကိုရောက်ခဲ့ရင် ငါရဲ့ငုံတုံကြည့်ပေါ်တအောင်တနာထိုင်ရင်အပန်းဖြစ်နိုင်သေးတယ်ကွာ။ gain အချင်းရှိတုံးပြန်ပေးဦးကွာပြန်ပြီးတော့ကောင်းနေပဲလူငယ်လေးဟာသူခုတ်ထားတဲ့တကိုင်းတခက်တွေကိုလဲပေါ်တင်ပြီးသူ့ရွာသူ့ထဏ်နေရှိရအောင်ပြန်သွားပါတော့တယ်။ပုံပြလေးကတော့ဒါပါပဲ။ကျေးဇူးတင်ပါတယ်။ I gave with no thought to receive.